ဒေသကယာယီတဲတွေမှာနေထိုင်နေရတဲ့ငလင်တန်သင့်ပြည်သူတွေကိုချက်ခိုင်တဲ့အဆောက်အုံတွေရှိတဲ့နေရာတွေစီရွှေ့ပြောင်းဖို့စီစဉ်နေရတယ်လို့ဒေသခံလူမှုကူညီကေဆေးလုပ်ပေးနေသူတွေထံမှသိရပါဗျ။မက်လာ29ရက်ကစလို့မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့တာကြောင့်ယာယီတဲထိုးနေရတဲ့နေရာကမိသားတွေပြော့လာကမြေကျွန်ကျတာတွေဖြစ်လာမှဆိုတာကြောင့်အခုလိုရွှေ့ပြောင်းဖို့စီစဉ်နေရတာဖြစ်တယ်လို့ကူညီကေဆေးလှုပ်ဆောင်ပေးနေတဲ့ဒေသခံတူကပြောပါဗျ။ဟုတ်တယ်လေပြင်းလေးလေးနဲ့တိုက်တာပဲဟုတ်လို့ မိုးကတွေလွင့်ထွက်သွားတယ်အဲ့လိုမျိုးတွေရှိတယ်မိုးရွာတော့မြေသားတွေကအခုတော့ကုန်းမာယာကြီးလေးလှုပ်ထားတော့မြေသားတွေပြော့တာပေါ့နော်အဲ့ပြော့တော့အခုကအဲအဲ့လိုမျိုးလည်းနည်းနည်းစိုးရိမ်ရလို့ပါမြေပြိုကျမစိုးပေါ့ကျွန်တော်တို့နေရာတချို့တဝက်ကိုနေရာပြန်ခွဲနေတယ်ဟိုလိုဘယ်လိုပြောမလဲကြန့်ခင်မှုရှိတဲ့ဘုံကြီးကြောင်တကြောင်ပေါ့ပြန်ရွှေ့တာပေါ့ဗျာဒီဒီမှာလူဥမာလူတရာရှိရဒီညမှာဒါပေမဲ့တရာလုံးနေလို့အဆင်မပြေတော့မိုးလည်းပတ်တာဆိုတော့ဒီအဲ့တော့ဒီမှာကြန့်ခင်မှုရှိတဲ့အဲ့လိုဘုံကြီးကြောင်တကြောင်ကိုအမြန် ချွေဖို့တော့တုံ့နေကြပါဦးမရေဒါပေမဲ့လောကျန်နေထားအကြီးမိုးတက်လီပြင်းကြရင်တော့အဆင်မပြေဘူးအဲ့လိုပြေးနေလွားနေရတယ်မိုးတက်လီပြင်းကြတာတော့လေဟိုနည်းနည်းဟိုပူလုံးချုံတဲ့နေရာပူမိုးလုံးတဲ့နေရာပြေးနေရအဲ့လိုမျိုးဖြစ်နေတယ်ခုကလေငလီနန်နဲ့ဒေသခံတွေဟာနေအိမ်တွေပျက်စီးပြိုကျပြီးနေလို့မရတာကြောင့်ကျုံမျိုးပေါ်မှာကုန်းတွေပေါ်မှာမြေဖို့ပြီးနေနေကြရတာပါ ဒေသခံတွေဟာမိုးမကြမီနေအိမ်တွေကိုအပြီးပြန်လဲတိဆောက်ခြင်းပေမဲ့လည်းအဆင်မပြေမှုတွေရှိနေပါတယ်။မိုးတက်လက်ချင်းကြားတဲ့ချိန်ကျတော့ဟိုကမိုးကတဲလေးတွေအောက်မှနေရတာပေါ့။ဒါပေမဲ့ဒီဒီရွာကတော့မိုးတက်လက်ချင်းကြတာတော့အနေချင်းပဲထိတယ်လေ။ဟိုဖက်ရွာကြကြတော့ရွာတွေကြတော့တော်တော်လေးကိုထိခိုက်တယ်ဒီလား။အခုကကြတော့တဲလေးတွေမြေပြင်မှာဟိုကတဲလေးတွေနည်းနည်းဟို နေလို့ရတဲ့လူတွေတဲလေးတွေနှိမ့်နှိမ့်လေးတွေထောက်ထားတဲ့အဲ့ဒီအောက်မှာနေရတာပေါ့ညီမရေ။ညံရွာလို့ရှင်တော့မြေသားတွေပြော့တာတော့ရှိတယ်။အဲ့လိုကျွန်ထွက်သွားတာတော့မဖြစ်ဘူးသေးဘူး။ဒါပေမဲ့အခုနောက်ပိုင်းကတင်းကလေးကြီးလှုပ်ပြီးတော့တိတ်ဆိတ်ချသေးတဲ့အခြေအနေဖြစ်နေတာပေါ့နော်။ဘလို့တော့မရဘူးပေါ့။နောက်ပြီးရေပေါ်အိမ်လေးဆိုရင်အခုကသူတို့တောင်းနေသွားတဲ့အိမ်လေးပြန်ထဲမှတ်ဖို့လေ တဲ့ပြန်ဆွဲတယ်ဒါပေမဲ့မရဘူးနှိမ့်ကြမြဲကနှိမ့်ကြနေတယ်အောက်မှာမြေကျွနေတာပေါ့မြေသားပြောင်းလဲမှုလေးဖြစ်သွားတာပေါ့နော်လက်တော်အင်းလေးဒေသမှာတော့ပြန်လဲထူထောင်ရေးတွေလှုပ်ဆောင်နေပြီးအဲ့ဒီလိုလှုပ်ဆောင်နေချိန်မှာလည်းအခက်အခဲတချို့ရှိနေတယ်လို့သိရပါတယ်အခုပြန်လဲထူထောင်ရေးရတော့အမအကုန်လုံးတော့ကိုယ့်ရင်ကိုယ်ပြန်ဆောက်ရှင်တာပေါ့ဗျာဒါပေမဲ့လောလောဆယ်ပါအခက်အခဲဖြစ်လဲဆိုလက်သမားအခက်အခဲပေါ့အဲလက်သမားနဲ့အလုပ်သမားအခက်အခဲဒီအလုပ်လက်သမားတွေရတယ်အခုခေါ်ရလဲအနေနဲ့မလွယ်ဘူးပေါ့နော်သူသူအကုန်လုံးကလည်းမအားကြဘူးကိုယ့်ရသူ့ရဟောဖြစ်နေတာဆိုတော့ ဲတလုံးရတလုံးအဲ့လိုမျိုးဆောက်နေကြတဲ့အစ်နေသားဖြစ်နေတယ်။ပြီးတော့အလုသမားခပေါ့ဗျာအလုသမားခအရင်ကတရောက်တပေါင်းတပေါင်းဝဲတွေအခုကလေ2000 3000ပဲတောင်ငါလို့ခက်နေပေါ့ဗျာအဲ့လိုမျိုးနေသားလည်းဖြစ်နေတာပေါ့အဲ့တော့ဒီအဲ့ဒီဘာတွေပြန်ဆောက်ဖို့ကြတော့တော်တော်နဲ့တော့မလွယ်သေးဘူးဗျအချိန်တစ်ခုတော့စောင့်ရမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်။လင်ကြောင်အင်းလီကံမှာရှိတဲ့ကြေးရွာ28ရွာအင်ဂျင်2000ကျော်ပျက်စီးခဲ့ရပြီးတိတ်ဆုံးသူ100ဝန်းကျင်ထိရှိခဲ့ပါတယ်။